အပိုင်းကိုစားနေရဲ့အဆောက်မှာတော့ရုတ်တရက်ကြီးပြန်ပေါ်လာပြီးတိုက်ပွဲတွေကိုရောက်ချလာတဲ့ use case ကြောင့်အလုံးကအံ့ဩနေကြပါသည်။အဲ့ဒီအချိန်မှာပဲ use case ကတော့ဘူးပေါ်ကနေဆင်းလာပါသည်။ဆန်ဆွေတယောက်ကတော့ကိုယ့်မျက်လုံးကိုယ်တော်မယုံနိုင်ဖြစ်နေတာပါ။တစ်ဖက်မှာလည်းဟီတယောက်မျက်လုံးပြူးနေခဲ့ပြီးခူရာမာနဲ့ခူဝါဘာရာတို့နှစ်ယောက်ကတော့ပြောစရာစကားလုံးတွေပျောက်ရှာနေပါသည်။အဲ့ဒီအချိန် use case ကတော့တိုက်ပွဲတွေကိုနောက်ကျမှရောက်လာတဲ့အတွက်တောင်းပန်နေပါသည်။ပြီးတော့အလုံးကိုဒါကသူ့ရဲ့ပွဲပဲလို့ပြောလိုက်ပြီးသူကိုယ်တိုင်အဆုံးသတ်ပေးမှဖြစ်တာကြောင့်စိတ်မပူဘူးအတွက်လည်းသတိပေးလိုက်ပါသည်။ ဒါကိုကြတော့ကူဝါဘာရာကထလာပြီးမင်းကတရေလားဆိုပြီးတော့အော်ဂျီဟစ်ကျဲလုံနေတာပါနောက်ပြီးမကောင်းဆွားဆွားတွေကလည်းမင်းစီကလာနေတာမှတ်လားလို့ထပ်မင်းမြန်လိုက်ပါလိဒါကြောင့်ယူစကဲကလည်းပဲမကောင်းဆွားဆွားတွေကသူ့စီကနေလာနေတာဟုတ်ပေမဲ့သူကိုယ်တိုင်လည်းရှင်းပြဖို့ခက်နေသေးတာကြောင့်နောက်မှပဲလို့ပြောပြလိုက်ချင်ခူရာမာနဲ့ဟီရီတို့ကတော့သဘောကျစွာရီမောနေကြတာပါဒါကိုမြင်တော့ use scale လဲအားလုံးနဲ့အတူတူလိုက်ပြီးတော့ရီမောပြစ်လိုက်ပါလိခူရာမာကတော့ use scale ကိုမင်းရဲ့နှလုံးသားက nuclear တစ်ခုလို့ဖြစ်နေပြီလို့ပြောတော့ခူဝါဘာရာကဒါကိုနားမလည်နိုင်ဖြစ်နေပါလိ ဒါကြောင့်ကုမာမာကဆိုလိုရင်းအထိပယ်ကိုဝင်ရှင်းပြလိုက်ပါတယ်။အဲ့ဒါကတော့ use game မှာနတ်ဆိုးနှလုံးသားကိုပိုင်ဆိုင်သွားပြီဖြစ်ကြောင်းနဲ့နတ်ဆိုးရဲ့သွေးကလည်းပဲသူ့ရဲ့စီမစည်းစင်းနေတဲ့အကြောင်းပဲဖြစ်ပါတယ်။ use game ကလည်းပဲသူကလူသားဖြစ်နေပေမဲ့သူ့ရဲ့ဘိုးဘေးဘီဘီတွေကယူကိုင်းဖြစ်ခဲ့တာကြောင့်အဲ့ဒီသွေးတွေကနေတဆင့်သူကအသက်ပြန်ရှင်လာတာဖြစ်ကြောင်းရှင်းပြပေးလိုက်ပါတယ်။ဒါကိုကြားတော့ကုဝါဘာရာတယောက်အတော်လေးလန့်ဖြန်သွားပါတယ်။ဒီမွန်ကင်းဝင်စားတဲ့ဆိုတဲ့အကြောင်းကိုကြားလိုက်ရချိန်မှာဆန်ဆွေတယောက်လည်းကြက်သေးသေးလို့နေပါတယ်။ ဟီကတော့ဒါကိုထောက်ခံလိုက်ပြီးဒါကနားမလည်နိုင်စရာပဲလို့ဆိုပါရီယူစကေကတော့သူကတဖန်ပြန်လဲမွေးဖွားလာတယ်ဆိုပေမဲ့နတ်ဆိုးသွေးကိုတစမ်းမှမခံစားမိတာကြောင့်ကုကုကိုလည်းမယုံကြည်နိုင်ဖြစ်နေပါရီသူကအခုထိသူ့ကိုယ်သူလူသားတယောက်လိုပဲခံစားနေရကြောင်းပြောပြလိုက်ပြီးဒီတခါတော့တေချာပေါ့ဆန်ဆွေကိုအနိုင်ယူပြစ်တော့မှဖြစ်တာကြောင့်လှမ်းပြီးတော့စိန်ခေါ်လိုက်ပါရီဒါပေမဲ့ဟီနဲ့ခူရာမာတို့ကသူတို့လည်းပါကျင်နေဆိုပြီးတော့တောင်းဆိုလာပါရီဒါပြင်ကူဝါဝါရာကဘာတယောက်ချင်းချမယ်ဆိုပြီးတော့ထဆိုင်ခေါ်နေရပါ ။ဒါဖြစ်မှလည်းပဲဆန်ဆွေက use case ပြန်ရောက်လာတာနဲ့ဟိုသုံးကောင်ကစွမ်းအားတွေပြန်ဒူးလာတာကိုရိတ်စားမိသွားခဲ့ပါရီ။ဒါအပြင်ကိုဟမာရဲ့အနောက်မှာလည်းပဲထူးခြားတဲ့ဝိညာဉ်စွမ်းအချို့ကိုမြင်တွေ့လိုက်ရပါရီ။ဒါကအတော်လေးကိုစိတ်ဓာတ်ကျစရာကောင်းတဲ့အခြေအနေဖြစ်တာကြောင့်ဆန်ဆွေတယောက်စိုးရိမ်စိတ်တွေစတင်ဖြစ်ပေါ်လာပါပြီ။အဲ့ဒီအချိန် use case ကသူ့ရဲ့မိစ္ဆာစွမ်းအားတွေကိုနှိုးဆလိုက်ပြီးဇန်ဆွေရှိရာစီကိုတလန်းချင်းရှောက်လှမ်းလို့လာပါရီ။တဖက်မှာလေးပဲအထူးတပ်ဖွဲ့တွေကအချင်းနေပူဆိုးရွာလာတဲ့ဘလတ်ဟိုးကြောင့်သူတို့ရဲ့ခေါင်းဆောင် order ခဲကိုနားပူနေပါရီ သူတို့ကအထူးတပ်ဖွဲ့တွေဖြစ်ရတဲ့ use scale လို့ကောင်းလေးမျိုးကိုရှုံးနိမ့်သွားခဲ့ရခြင်းအပေါ်မေးခွန်းထုတ်နေတာပါ။ဒါကြောင့်ခေါင်းဆောင်ဖြစ်သူ Otar K ကလည်းပဲဒီမိုနီရဲ့အကြောင်းကိုအသေးစိတ်ရှင်းပြပါရည်။အဲ့ဒါကတော့သူတို့အထူးတပ်ဖွဲ့အနေနဲ့ထိန်းသိမ်းနိုင်တဲ့ UI တွေက class A အဆင့်အထိပဲရှိတယ်ဆိုတာကိုပါ။အဲ့ဒါအဆင့်မြင့်တဲ့ escalate အဆင့် UI ကောင်တွေကိုတော့သူတို့မှထိန်းချုပ်နိုင်စွမ်းမရှိကြောင်းပြောပြလိုက်ပါရည်။ဒါကိုကြတော့အားလုံးလည်းသူတို့ကိုအနိုင်ယူသွားတဲ့ use scale က escalate အဆင့်ရှိတဲ့ UI တစ်ကောင်ဖြစ်နေမှန်းသဘောပေါက်သွားခဲ့ကြပါရည်။ လူသားဖြစ်တဲ့ဆန်ဆွေကအက်စကလက်ယူကိုင်းတကောင်အစ်စ်နဲ့ညီမသလိုဆန်ဆွေကတော့လုံဝကူမှာအက်စကလက်ယူကိုင်းပြူဝါဖြစ်ပြီးတန့်စင်နေတဲ့တကက်အကောင်စစ်စစ်ဖြစ်ပေါ်ပြီဒါကြောင့်ခေါင်းဆောင်ကအားလုံးကိုငြိမ်ငြိမ်နေဖို့အတွက်ပြောလိုက်ပြီးတိုက်ပွဲထဲမှာသွားမရှုပ်ဖို့နဲ့သူရဲ့တာဝန်ဖြစ်တဲ့အပေါက်ပိတ်တဲ့လုပ်ငန်းစဉ်ကိုသာဆက်လက်လုပ်ဆောင်ရမှာဖြစ်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲဒီအတွက်အချိန်ကာလ48နာရီသာရမှာဖြစ်တဲ့အတွက်လုံးဝအနားယူချိန်လည်းရှိမှာမဟုတ်ကြောင်းပြောလိုက်ချင်း။တစ်ဖက်မှာ USK နဲ့ Sansui ရဲ့တိုက်ပွဲကြီးကလည်းစတင်လို့လာပါတယ်။ သူတို့ကလီဘော်ကိုပြန်တက်သွားကြပြီးတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်တိုက်ခိုက်ပစ်လိုက်ကြပါသည်။ဒါကြောင့်အလင်းနှန်းကြီးကလည်းပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးမျက်စိကျဉ်လောက်စီရာဖြစ်နေကြတာပါ။နှစ်ယောက်သားကတော့အကျိတ်နယ်ကိုထိုးကျိတ်နေကြကြပါသည်။ကြွားတက်လာတဲ့မြေသားတွေနဲ့ဂျာမားနှစ်ယောက်စလုံးကအပြင်းထန်တိုက်ခိုက်နေကြရင်တခြားမှာတော့ USK ကသူ့ရဲ့ Regan နဲ့ Sansui ကိုပစ်ထည့်လိုက်ပါသည်။ရှောင်းချိန်မရလိုက်တဲ့ Regan ကြောင့် Sansui တရကြောင်သွားချိန်မှာကံကောင်းစွာနေပြီး Regan ကသူ့ရဲ့ဘေးနားကဖြတ်သွားပါသည်။ တောင်းတစ်ခုလုံးကိုစုပ်ပြတ်တက်ပြီးအစိမ့်စိတ်မွားမွားဖြစ်သွားစီလောင်အထိအဖြက်ဆွမ်းအပြင်းနဲ့ရေကန်းသာထိသွားခဲ့မယ်ဆိုရင်သူ့အတွက်မချောင်းလင်းနိုင်တာကိုလည်းဇန်ဆွေတယောက်သိရှိသွားပါလိမ့်။ဒါကြောင့်သူကကိုကိုကိုပြန်ပြီးတော့တရီပေးလိုက်ပြီးဟီနဲ့ခရာမာတို့ကတော့လွဲချော့သွားတဲ့ရေကန်းဖြစ်ချက်ကြီးကိုနှမျောနေခဲ့ကြပါလိမ့်။ဟီကတော့ယူစကဲတယောက်နတ်ဆိုးဆွမ်းအရည်နဲ့အသားမကျသေးတာကြောင့်အခုလိုဖြစ်သွားမှန်းကောင်းကောင်းကြည်နာလေပါလိမ့်။ကူဘာဘာတော်ကတော့ရေကန်းဖြစ်ချက်တွေကိုမဖြုံးနှီးဖို့အတွက်လှမ်းအောင်နေပါလိမ့်။ အဲ့ဒီအချိန်ဆန်ဆွေကတော့သူ့ရဲ့ချက်ဝိတစားကိုဖယ်ရှားပစ်လိုက်ပြီးနောက်ထပ်ဆွမ်းအားတစ်ဆင့်ထပ်တိုးမြင်လိုက်ပါရီဒါကိုမြင်တော့အားလုံးအံ့ဩသွားခဲ့ကြခြင်းဆန်ဆွေကတော့နောက်ထပ်ချက်ဝိတစားအသေးတစ်ခုကိုထပ်မံဆင်မြင်လိုက်ပါရီဒါကြောင့် use case ကလည်းပဲအားကြမခံသူ့ရဲ့နှက်ဆူးဆွမ်းအားတွေကိုဖြည့်တင်လိုက်ပြီးဆန်ဆွေကိုအဆုံးသတ်တိုက်ပွဲအတွက်စိန်ခေါ်လိုက်ပါရီတဖက်မှာလည်းပဲဘိုတန်ကလူလောကရဲ့ပြန်လဲရောက်ရှိလာပါရီဒဏ္ဍာရောက်တော့စိတ်ပြက်လက်ပြက်နဲ့ထိုင်နေကြတဲ့ရှီဆူရုနဲ့ဂေဂူကိုတွေ့ရှိလိုက်ရတာကြောင့်ချက်ချင်းသွားရောက်နှုတ်ဆက်လိုက်ပါရီ ်ဂေကိုကတော့ဘူးကအီယာမငှက်ကြီးတကောင်အတွင်ကိုပြောင်းလဲသွားပြီးထွက်ပြေးသွားကြောင်းဒါကိုကြတော့ဘူတန်ကလည်းအံ့ဩသွားပြီးဒါဆိုရင်ယူစကေတရအသက်ပြန်ရှင်လာပြီပေါ့ဆိုပြီးတော့လှုပ်ခနဲပြောချမိလိုက်ပါလိဒီစကားကဂေကိုကိုအတော်လေးနာကျင်သွားစေပါလိတဖက်မှာလေးပဲနတ်ဆိုးလောကတွေကတိုက်ပွဲကအတော်လေးကိုအချိန်တက်နေတာပါဘွေးကြီးပြိတက်လုံးနေကြတဲ့ကူဘာဘာရာတို့အုပ်စုကလည်းရင်တမောင်မှဖြစ်နေပါ ಡಿ ဘွေးဆဆချင်းမှာပဲဆန်စီကရုတ်တရက်ပြောက်ွယ်သွားပြီးယူစကေရဲ့အရှိမပြန်ပေါ်လာကမျက်ခွက်ကိုတစ်ချက်ပိတ်ထိုးပေးလိုက်ပါ ಡಿ ဒါကြောင့် use scale လဲကိုကိုကိုအချိန်ပြန်ထိန်းလိုက်ပြီးစမ်းဆွေကိုတစ်ချက်ပြန်ထိုးပြလိုက်ပါရီအဖြတ်ဆွမ်းအကြီးလုံးတာကြောင့်ပရိသတ်လုပ်နေတဲ့ကူဝါပါရာတို့အဖွဲ့လဲစိတ်ပူကုန်ကြပါရီအဲ့ဒီအချိန်စမ်းဆွေရဲ့ခေါင်းလေးကိုအတွေ့အချို့ရောက်လာပါရီအဲ့ဒါကတော့သူ့ရဲ့စိတ်ခွနမျိုးတွေကတယောက်တစ်ပေါက်ဖိအားရည်နဲ့ပေးလို့လာတာပါသူတို့ကသူတို့တယောက်ချင်းစီရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုစမ်းဆွေကိုဝိုင်းပြီးတော့နားပူနေပါရီဒါကြောင့်စမ်းဆွေတယောက်အာယုံပြန့်လွင့်သွားတဲ့အချိန်ပါပဲ use scale ကသူ့ကိုတိုက်ခိုက်လာပါရီ ။တစ်ဆက်ထဲမှာပဲမရေမတွက်နိုင်အောင်များပြားလာတဲ့ယူကိုင်းတွေကပါသူတို့ကိုဝိုင်းအောင်လာတာပါ။ဒါကိုဒေါသထွက်သွားတဲ့ဆန်ဆွေကတော့မိုးပေါ်ကကြာလာတဲ့ယူကိုင်းကောင်တွေကိုရောင်ကြီးတချို့နဲ့ပြစ်ထုတ်ကရှင်းထုတ်ပစ်လိုက်ပါရီ။အဲဒီနောက်မှာတော့ဆန်ဆွေကသူ့ရဲ့ဝိညာဉ်စွမ်းအားတွေကိုထပ်မံညှစ်ထုတ်လာခဲ့ပြီး use case ရှာစီကိုပြေးဝင်သွားရင်တိုက်ပွဲကိုပြန်လည်စတင်လာခဲ့ပါရီ။ဒီတစ်ခါမှာတော့ဆန်ဆွေရဲ့လက်သေးတွေကအနီးကတိုက်ခိုက်မှုမှာတော့မှ use scale ကိုကောင်းကောင်းကြီးဖိအားပေးနေနိုင်ခဲ့တာပါ။သူက use scale ကိုစက်တိုက်တွေပိတ်ထိုးနေခဲ့ပြီးခြေထောက်တွေနဲ့ပါအားရပါးရဆောင်းကန်နေပါလိမ့်။ တဖက်မှာလည်းပဲဒါကူအပေါ်စီကနေကြည့်နေကြတဲ့ကူဝါဘာရာတို့ကဆောင်ရမ်းကျန်းလွန်းနေဆိုပြီးတော့ဝေဖန်နေခဲ့ကြပါသည် use case ကတော့ sensory ကိုတဖက်မှာရှိတဲ့တောင်ကိုလက်ညှိုးထိုးပြလိုက်ပြီးအဲ့ဒီတောင်ပေါ်မှာအဆုံးသတ်တိုက်ပွဲကိုတိုက်ခိုက်ကြဖို့အတွက်စိန်ခေါ်ပါသည်အဲ့နောက်မှာတော့နှစ်ကောင်သားတောင်ကုန်းရှီယာစီကိုပြေးသွားခဲ့ကြပြီးအပြင်းထန်တိုက်ခိုက်ကြပါသည်ကူဝါမှာကတော့သူတို့အနေနဲ့အနီးကပ်ကြည့်ဖို့ကအရန်အန်ရဲ့များလွန်းတာကြောင့်ခက်လန်းလန်းကကြည့်ဖို့အတွက်သတိပေးလိုက်ပါသည်အကြောင်းကတော့ escalate အဆင့်ရှိသူနေရာရဲ့တိုက်ပွဲလေပေါ်မှာလေစင်အောင်မောင်းလို့အဖြတ်ဆွမ်းကရှိနေတယ်လို့ပါ အဲ့ဒီအချိန် use case နဲ့ sensor ကတော့အားပြိုင်နေကြပြီ။တခြားမှာတော့ sensor ကန်ထုတ်လိုက်တာကြောင့်အဝေးကိုလွင်ထွက်သွားပါလိမ့်။ဆက်ဖြီးဖြီးလုပ်နေတဲ့ use case ကိုမြင်တော့ sensor တယောက်သဘောလေးပြန်ကျသွားပါလိမ့်။သူကဒါကစိတ်ဝင်စားစရာပဲလို့ပြောလိုက်ပြီ။တဖက်မှာလည်းပဲ Kurama ကစွမ်းအားပြည့်မတုံနိုင်သေးတဲ့ use case အတွက်စိတ်ပူနေပါလိမ့်။ဒါ့အပြင် sensor ရဲ့ပုံစံကလည်းယုံကြည်မှုပြန်ရှိလာပြီဖြစ်တဲ့အတွက် Kurama တယောက်တန်တရားဝင်လာပါလိမ့်။တဖက်မှာလည်း use case ကသူ့ရဲ့စွမ်းအားတွေကိုထုတ်လွှတ်လိုက်ပြီးတိုက်ပွဲစတင်မှုအတွက်ပြင်ဆင်လိုက်ပါတယ်။ ဒါကြောင့်ဆန်ဆွေလေးအားကြမခံပြန်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေချိန်မှာ Yusuke ရဲ့မျက်နှာမူရာကပြောင်းလဲသွားတာပါ။ Yusuke တယောက်ကိုကိုကိုမတိလိုက်ခင်ပါရီမဲတယောက်ယောက်ကသူ့ကိုစကားလာပြောနေပါရီ။အဲ့တော့ကတော့ Yusuke ရဲ့ဘိုးဘေးပြည်ပြည်နေတွေကတယောက်ဖြစ်တဲ့ Demon Gamer ဖြစ်ပြီးသူ့ရဲ့မြည်ဖြစ်သူ Yusuke ကိုငါမင်းကိုကူညီမယ်ဆိုပြီးပြောလိုက်ပါရီ။အဲ့နောက်မှာတော့ဒီမွန်ကင်းကယူစကဲရဲ့ခန္ဓာကိုယ်ကိုအပိုင်သိမ်းလိုက်ပြီးအစမတန်များပြားတဲ့နတ်ဆိုးစွမ်းအားတွေနဲ့အတူယူစကဲရဲ့ပုံစံကလည်းနတ်ဆိုးတစ်ကောင်အတွင်ကိုပြောင်းလဲလာခဲ့ပြီး ဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိမ့်။ဒါကတော့ယူဟာကူရှိုရဲ့အပိုင်း90နှစ်ပဲဖြစ်ပြီးကြမ်းရှိနေတဲ့အပိုင်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe ပြုလုပ်ပေးထားဖို့အတွက်ပရိသတ်တွေအားလုံးကိုတောင်းဆိုချင်ပါလိမ့်။ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရိုးပါ။